င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကိုတွင်တရုတ်တထင်းများနှင့်ကြားဖြန့်ကုမ္ပဏီကောင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တည်ထုတ်နေပြီးအောက်ခြေအလုပ်လုပ်သူများနှင့်တရုတ်များလည်းအစုလိုက်ပြုံလိုက်ထွက်ပြေးဝယုံသုံးကားဖြင့် VGF ကောင်းဆောင်ဆော့ချစ်သူလူမြင်ကွင်းမှာပျောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တက်တွင်တရုတ်သတင်းညာနှင့်ကြာဖြန့်ကုမ္ပဏီခေါင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တိုက်ထုတ်နေကြောင်းရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေသောကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်ရှနီအချမ်းဖက်စစ်တပ်လက်အောက်ခံ VGF မှနိုင်မောင်စော်ကရွှေကုတ်ကိုမြို့တက်တွင်ကြာဖြန့်ညာကိုအပိသက်အပြက်နှိမ်နင်းတော်မူဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက် နိုဝင်ဘာလ18ရက်နေ့ညတွင်ချင်းရွှေကုတ်ကိုမျိုးတက်မှတရုံများနိုင်ငံသားသားများနှင့်ကြားဖြတ်အလုပ်သမားများရှားထောင်ချီမျိုးမှထွက်ခွာရန်စူးစမ်းလာကြကြောင်းရွှေကုတ်ကိုမျိုးသစ်အတွင်တွင်ကားများပိတ်ပြီးမျိုးတွင်ရှိလူများအလုံးနီလန်းမျိုးစုံဖြင့်ထွက်ခွာနေကြခြင်းဖြစ်ကြောင်းတို့ရတွင်ကြားဖြန့်တရုတ်တတိများနှင့်ကြားဖြန့်ကုမ္ပဏီကောင်းဆောင်များကိုမူ VGF များကကားဖြင့်ညာတွင်ကျင်းတည်ထုတ်နေကြောင်းသိရပါသည် VGF နိုင်မောင်စောကကြားဖြန့်တွင်နှိမ်နှင်းမည်ဆိုပြီးထချင်ညာတာ ထိုင်းသတင်းဌာနတွေမှာတက်လာတာရောမြန်မာသတင်းဌာနတွေမှာတက်လာတာရောညာရင်းချင်းတရုတ်တွေနိုင်ငံသားတွေရွှေကုတ်ကိုကနေအထုပ်တွေဆွဲပြီးထွက်ကုန်ကြပြီကေကေပတ်လို့ဖြစ်မယ်ဆိုပြီးအကုန်ထွက်ပြေးကြတာအလုတ်တွေသုံးရပိတ်တယ်ဆိုပြီးအောက်ခြေချဖြတ်အလုတ်သမားတွေကိုလည်းကုမ္ပဏီဘက်ကပြောတယ်ဒါပေမဲ့ကုမ္ပဏီ Inchastry တင်းလီတာတွေနဲ့တရုတ်တထေးတွေက VGF ကားတွေနဲ့အကုန်ထွက်ကုန်ကြပြီညာရင်းချင်းဝယုံသုံးကားတွေဖြစ်နေတာကားတွေပိတ်လမ်းတွေပိတ်အကုန်ထွက်ပြေးကုန်ကြတာဟု ရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ် VGF နိုင်မောင်စောကရွှေကုတ်ကိုတွင်ကြားဖြန့်လောက်ခိုင်သူတထောင်နှင်းနှစ်ထောင်အကြားရှိပြီးကြားဖြန့်များကိုလုံးဝမထားတော့ဘဲအပြက်အပီးနှိမ်နင်းတော့မည်ဖြစ်ကြောင်းထို့သောနေနေရတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ပြည်အားရှိလာ၍မဟုတ်ဘဲ VGF ကကြားဖြတ်နှိမ်နင်းရဆုံးဖြတ်ထားသည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းရမန်နေကထုတ်ဖော်ပြောဆိုခဲ့ပါသည် အချမ်းဖတ်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာအချို့တွင်နေရာစတင်ယူနေပြီးမြို့ရင်းနေရာတချို့တွင်စစ်တပ်ကအကွက်ရောက်မှုများရှိနေကြောင်း VGF နှင့်စစ်တပ်ကပူးရဲဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ရတွင်ရွှေကုတ်ကိုမြို့သစ်ကိုစတင်ထူထောင်ရာတွင်အဓိကကျသူ VGF ကောင်းဆောင်စောချစ်သူမှလူမြင့်ကွင်းကနေပြောက်ွယ်နေပြီးရွှေကုတ်ကိုတွင်မတွေ့ရတော့ကြောင်းရွှေကုတ်ကိုအရေးကိစ္စကို VGF နိုင်မောင်စောကဦးစီးလှောက်ဆောင်သည့်သဘောမြင်ရကြောင်းအခြားခရင်စည်ရေးထရင်ကြီးမြစ်တစ်ခုကလည်းပြောဆိုပါတယ် ။စောချစ်သူကလူမြင်ကွင်းကိုသိမ့်မထွက်တော့ဘူး။သူစရာစီကြံချောင်းကိုနိုဝင်ဘာလ12ရက်နေ့တရုတ်ကိုလွှဲလိုက်ကြတဲ့ကလူမြင်ကွင်းမှမမြင်ရတော့တာ။အရင်ဆိုသူကားရက်နဲ့သွာလာနေတာရှိသေးတယ်။အခုပြောင်းနေတယ်။သူရွာပြန်နေတာလား။တမင်လူမြင်ကွင်းမထွက်တော့တာလားမပြောတတ်ဘူးဟုကရင်စည်ရေးတဲ့ရင်းမြစ်ကရှင်းပြပါတယ်။ရွှေကုတ်ကိုထူထောင်သူစီကြံချောင်းကိုကြားဖြတ်ငွေလိမ်မှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့ နိုဝင်ဘာလ12ရက်နေ့တွင်ကွဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေသော TGBA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ဆလဘင်းဖအန်နှင့်မော်လမြိုင်ခီးစင်များတွင်မေအောင်လိုင်းကပြည်내အစိုးရများကတည်ခင်းထားသောရှေးရှင်တွေလက်ပတ်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထီပဲကိုပိုင်ရေဘူးနှင့်အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖအံမြို့နယ်နှင့်မွန်ပြည်နယ်မော်လမြိုင်တို့တွားရောက်သည့်ခီးစင်များတွင်အကြံဖတ်မြောင်လိုင်ကသက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကပြင်ဆင်တည်ခင်းထားသောရေရှင်ရွေးလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိမစားမတောက်ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပေးသောကိုပိုင်ရေဘူးပါရေနှင့်အစားတောက်များကိုသာယူဆောင်စားတောက်ကြောင်းအစိုးရခီးစင်အတွင်မြောင်လိုင်နှင့်တွဲဆောင်ခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါသည်အကြံဖတ်မြောင်လိုင်ကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်သို့၎င်း နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းသွားရောက်ပြီးဌာနဆိုင်ရာတွဲဆောင်ပွဲများမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းထို့သို့လှုပ်ဆောင်ရာတွင်မြောင်းလိုင်းကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကတည်ခင်းပေးထားသောတောက်ရည်လက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားအသောက်များကိုလုံးဝမစားတောက်သည့်အပြင်တိုးထိချင်းတာမပြုလုပ်ကြောင်းအချိန်တော်တော်များများတွင်ထင်ရမြင်ရကိုမြောင်းလိုင်းကရှောက်ပြောနေခဲ့ပြီးပြည်ဆောင်ပွဲများတွင်အနည်းဆုံးတနအီကြော်ကြအောင်မယမနာတအူးတဲ့ပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်သူရှိမှရှိရှင်တွင်ခွတ် မြမမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တဏှာကြီးကျော်လောက်ကြားတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်내အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်ရှင်တွေအချိုးပွဲမထိုးမထီးဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နေ့လယ်စာရီဘာရီစားတော့လေပြည်내အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လိုက်အပြုမူနဲ့အနေထိုင်ကိုတေချာသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါရယ် နေရောင်လိုင်းသည်ကရင်ပြည်နယ်ဖအံမြို့ခီးစဉ်အတွင်လုံခြုံရေးစိတ်မချရမှုနှင့်ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖြတ်သိမ်းခြင်းနှင့်တပ်နှင့်တွဲဆောင်ပွဲများဖြတ်သိမ်းမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ15ရက်နေ့ဖအံမြို့ခီးစဉ်အတွင်အကြံဖတ်မေအောင်လိုင်းကဌာနဆိုင်ရာတွဲဆောင်ပွဲနှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့်စွဲကပင်မိုးလုံးလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုတွားရောက်ဆစ်ဆီခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအံတက်နေတွေ့ဆုံပွဲနှင့်တောင်ကလေးစစ်စေးရုံတို့သွားရောက်မြေစီစဉ်များကိုဖျက်သိမ်းခဲ့ကြသော ရှင်အောင်ဖအန်တွင်ညမအိတ်တော်ပဲရဟတ်ရင်ဖြစ်မော်လမြိုင်တို့ထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါတယ်။ဆလပင်ကြောက်ဖြူမျိုးနဲ့ရှိစာတင်ကျောင်းများကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်မှုကျောင်းသားကျောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တဲ့ဖြင့်ဒေသုံထိခိုက်မှုမရှိလေကျောင်းရန်တတိပြုကြရန်အေအေကထပ်မံတတိပေးတယ်ဆိုတဲ့တဲ့ရင်ကိုချင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်းရှိစာတင်ကျောင်းများကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူများကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့သဖြင့်ဒေသုံထိခိုက်မှုမရှိကြောင်း AA ကယမန်နီညာပိုင်းသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ရက်နေ့မိုးလယ်12:30မိနစ်အချိန်ကြောက်ဖြူမြို့နယ်မင်းရတိုက်နယ်လိတ်တင်ကျေးရွာအတွင်သို့စစ်တပ်ကလေကြောင်းမှတဆင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဘုံမှလိတ်တင်ကျေးရွာစတင်ကြောင်းအတွက်ကြားရောက်ပောက်ကွဲခဲ့ကြောင်းရှင်အောင်အသေးကန်ဒရုန်းတစ်စင်းပြတ်ပါအစိုးပါစာတင်ကြောင်းကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်း တို့ရတွင်စာတင်ကြောင်းအတွင်စာတင်ကြားနေကြသောចောင်းသားចောင်းသူများကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့၍အသက်သေးဆုံးဒဏ်ရာရမှုမရှိခဲ့ကြောင်းစာတင်ကြောင်းအဆောက်အုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရပါတယ်အလားတူနိုဝင်ဘာလ18ရက်နေ့မွန်လယ်12:35မိနစ်ခန့်အချိန်တွင်စစ်တပ်ကကြောက်ဖြူမြို့နယ်ကြောက်ကလေးကျေးရွာကိုလေရင်ဖြင့်ပေါင်900ပုံနှလုံးဖြင့်လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းရှင်းပြင်အဆိုပါနေ့ညနေ4:30မိနစ်အချိန်တွင်လည်း အမြင့်ကျွန်းတတအနီနာသို့ခွိုင်တွဲလျင်ဖြင့်ဘုံအလုံး60ခန့်လာရောက်ကျဲချခဲ့ကြောင်းသိရပါတယ်။ထို့တူနိုဝင်ဘာလ18ရက်နေ့ည8:18မိနစ်အချိန်တွင်လည်းကြောက်ဖြူမျိုးနှင့်မင်းရက်တိုက်နယ်ရှိမင်းရက်ရွာနှင့်တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများသို့လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့သည့်အပြင်စင်ချောင်းကမ်းခြေမျက်နှာစာတွင်နေရာယူထားသောစစ်တပ်စစ်သင်္ဘောနှစ်စင်းကလည်းတနက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလက်တော်ထိခိုက်သေးဆုံးဒဏ်ရာရရှိမှုများမှာလောလောဆယ်မသိရှိရသေးကြောင်းအေအေကထုတ်ပြန်ပါသည်။ စစ်တပ်ကကြောက်ဖြူမျိုးရှိကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်လာနေသောကြောင့်လေကြောင်းရန်ကိုပုံမတိထားကြရန် AA ကအတိပေးထားပါတယ်။ဆက်လက်ပြီးရခိုင်နဲ့အေယာဝတီတိုင်းက AA နဲ့ PDF တပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးအလင်းဝင်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းကမင်းပြ၊ကြောက်တော်ပုံနာကျွန်းတန်တွဲနဲ့ဂွားမျိုးနယ်တို့ကအာရကတပ်တော် AA တပ်ဖွဲ့ဝင်အမျိုးသားကိုရောက်နေအေယာဝတီတိုင်းမအူပင်လေးမျက်နာဇလုံးကြံကင်းနဲ့ ရေကြီးမျိုးနယ်တို့က PDF တပ်ဖွဲ့ဝင်အမျိုးသား6ယောက်တို့အလင်းဝင်လာတယ်လို့စေအုပ်စုထိန်းချုပ်သတင်းစာတွေမှာဒီနေ့ဖော်ပြပါတယ်။သူတို့တွေဟာမနေ့ကနိုဝင်ဘာ18ရက်မှာအလင်းဝင်လာတာဖြစ်ပြီးသူတို့15ယောက်နဲ့အတူမောင်းပြန် rifle နှစ်လက်နဲ့လက်ပြပုံတစ်လုံးပလာတာကြောင့်တနက်နှစ်လက်အတွက်စူဂျေ7300နဲ့လက်ပြပုံအတွက်7300နဲ့အလင်းဝင်လာသူတယောက်စီကိုလည်း7300စီစူဂျေပေးခဲ့တယ်လို့လည်းစေအုပ်စုကဖော်ပြပါတယ်။ သူတို့ကိုခံဝင်ထိုးခိုင်းပြီးမိဘတွေစီကိုတခါတည်းပြန်အပ်လိုက်တယ်လို့လည်းစေအုပ်စုကပြောထားပေမယ့်အလင်းဝင်လာသူတွေရဲ့မျက်နှာတွေကိုတော့ဖော်ပြထားခြင်းမရှိပဲအုပ်ထားပါဗျ။ဒါပြင်အလင်းဝင်လာသူတွေရဲ့ပြောစကားကိုလည်းဖော်ပြထားပြီးအဲ့ဒီထဲမှာ AAC ကပြေးလာတယ်ဆိုတဲ့တပ်ဖွဲ့ဝင်ဆိုသူဟာအစားအသောက်ကောင်းကောင်းမစားရဘဲစားနေစားရတာတွေများတာကြောင့်အလင်းဝင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းနဲ့ PDF ဆိုသူကတော့ AA တွေကကင်းမဆောင်ပဲသူတို့ကိုသာပထမစီးမှာစောင့်ခိုင်းတာကြောင့်ထွက်ပြေးလာတယ်လို့ဆိုပါတယ်။ အာရကတတော် AA နဲ့အာနာသိန်းစစ်တပ်တို့ဟာရခိုင်နဲ့ထိစပ်နေတဲ့ဘက်ကိုအေယာဝတီနဲ့မကွေးအစက်တို့မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာပြက်ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းစေအုပ်စုဘက်ကအလံဖြူထောင်ထွက်ပြေးလာတဲ့တပ်သား80ကျော်ကိုဖမ်းမိထားကြောင်းအခုလနိုဝင်ဘာ17ရက်နေ့မှာ AA ကထုတ်ပြန်ထားပါသေးတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။